ရှိခင်ဆောင်လူပြက်ကျမတို့မိသားစုကအိမ်တွင်အောင်းကြပေမဲ့အတော်ရဲ့စီစဉ်မှုနဲ့မီရှိဂန်ပြည်နယ်ကအရှိကန်ကြီးတစ်ခုစီအပန်းဖြစ်ခီးထွက်ဖြစ်ခဲ့တယ်။လူ၁၈ယောက်စာကိုဈေးတန်တန်နဲ့ရခဲ့တာကအစပိုင်းမှာတော့ကန့်ကောက်တယ်လို့ထင်ခဲ့တာပေါ့။အိမ်ကြီးကကန်းကြီးပေါ်မှာတင်ဆောက်ထားပြီးရှေ့ကရေကန်ကပင်တယ်ကြီးတစ်စင်းလိုအကျယ်ကြီးပါပဲ။လူများစုကအိမ်ကြီးထဲမှာနေရကြပေမဲ့ကျမနဲ့ဝန်ခွေ၃ယောက်ကတော့အိမ်နောက်ကကားကုန်အောင်ပေါ်တက်မှာနေဖို့နေရာချပေးခံရတယ်။ ထမနေ့မှာတော့အဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့ညရောက်လို့ဂိုရောင်ပေါ်တက်ကိုတကယ်တမ်းတက်သွားတဲ့အခါအခြေအနေကတမျိုးပြောင်းသွားပြန်နေ။ပထမနေ့တော့အဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့ညရောက်လို့ဂိုရောင်ပေါ်တက်ကိုတကယ်တမ်းတက်သွားတဲ့အခါအခြေအနေကတမျိုးပြောင်းသွားတယ်။အခန်းကနှစ်ပေါင်းများစွာပြစ်ထားခံရတယ်လို့မှုန်နှက်ဆွဲနေပြီးအရာကင်းတွေကလည်းစွန့်ထင်းနေတယ်။ဒါနဲ့ပဲအောက်ထက်ကအဝိရှော့ဇက်စီအကြိမ်ကြိမ်ဆင်းတက်လို့ရင်ညတကောင်ကျော်တဲ့အထိအရာကင်းတွေထိုင်ဖို့ခဲ့ရတယ်။ အဲ့လိုတယောက်တည်းအတက်အစင်လုံနေရင်းမှာပဲမကောင်းတာတခုခုဖြစ်တော့မယ်ဆိုတော့ထူးဆန်းတဲ့ခံစားချက်ကြီးဝင်လာတယ်။မနေ့2နာရီ38မိနစ်မှာအလုတ်ပြီးတော့ဝမ်ခွဲတွေကပြီးဖွင့်ထားခိုင်းပြီးချက်ချင်းအိပ်ပျော်သွားကြတယ်။ကျမကတော့အိပ်မပျော်သေးပဲဖုံးမဲတုံးနေခဲ့တယ်။မနေ့3နာရီထိုးကန်ပြီးဒုံကားကူတော်တကားကိုလူတယောက်ကခန္ဓာကိုယ်နဲ့အရှိန်ပြင်းပြင်းဝင်ဆောက်လိုက်တယ်လို့အတန်ကြီးကြားလိုက်ရတယ်။ကျမလန့်ပြီးထားထိုင်လိုက်ပြီမဲ့တခြားသူတွေကအိပ်ပျော်နေတော့မဲ့ လေတိုက်တာလို့ဖြည့်သိမ့်မလို့စူးစမ်းပေမဲ့အတန်ကအရန်ကျဲလုံးနေတယ်။ခဏအကြာဒုံဒုတိယတစ်ခါထပ်ဆောင်တယ်ဒီတစ်ခါကိုရောင်တစ်ခုလုံးတုံခါသွားတယ်မိနစ်20လောက်နေတော့တတိယအကြိမ်အတန်ကြားရောအဲ့ဒီတော့မှဝမ်းခွဲနှစ်ယောက်လက်နူလာတယ်ဘာအတန်ကြီးလဲမတိဘူးဒါတုံးကရှိပြီးကျမတို့ကြောက်လွန်လို့အိမ်ကြီးတဲကဘာကြီးစီဖုံးဆက်လိုက်တယ်နက်၄နာရီ၁၇မိနစ်မှာဘာကြီးကကိုရောင်တကားလာခောက်တယ်။သူ့နောက်မှာအဖေတို့အကိုတို့တွေပါလာတယ်။ပစ္စည်းတွေအကုန်သိမ်း အိမ်ကြီးထဲကိုလိုက်ခဲ့တော့ခြံထဲမှာလူတယောက်ရှိနေတယ်။ဘာကြီးကလေးတန်းမမနဲ့အမိတ်ပေးတယ်။အိမ်ကြီးထဲပြန်ရောက်တော့မိသားစုအားလုံးနှုံးနေကြပြီ။ဘာကြီးကသူ့သူ့တွေးခဲ့တာကိုရှင်းပြတယ်။သူ့ကိုယ်တော်ဘက်ထွက်ကြည့်တော့အနောက်ဘက်မှာလူတယောက်ရပ်နေတယ်။ပုန်းနေတာထွက်ပြေးတာမဟုတ်ဘူး။သူ့ကိုမြည်စေချင်လို့တမင်ရက်ဆောင်နေတယ်လို့စိတ်ကြည့်နေတယ်။ဘာကြီးကဟေးလို့អော်လိုက်တာတောင်အဲ့ဒီလူကမတုံ့လောက်ဘူး။ဖြည်းဖြည်းချင်းလှည့်ထွက်သွားပြီးမျက်စိရှိတယ်လေထဲမှာပြောက်ွက်သွားတယ်လို့ဖြစ်သွားတယ်။ တရွက်ချောင်းနင်းတာမကြားရဘူးညကြီးပေါ်မှာခြေရတစ်ချက်မကြံခဲ့ဘူးဒီထက်ပိုချက်ဖို့ကောင်းတာကကျမတို့အကိုတွေကနေရနှစ်ခုမှာပဲဖဲချက်တွေတွေ့ခဲ့တာပဲအိမ်ကြီးထဲမှာတစ်ချက်ဂိုရောင်ထဲမှာတစ်ချက်ဂိုရောင်ထဲမှာတွေ့တာကလူပြက် ကဲပုံစံကကြောက်ဆက်ကောင်းနဲ့နှစိုးပုံပေါက်နေတယ်လူပြတ်ဆိုတာလှောင်ပြောင်တာကိုကိုစားပြုတယ်ဝမ်ခွေတယောက်ကထပြောတယ်တန်တွေကြားတာကမနက်၃နာရီ Devil Hour နှစိုးတို့ရဲ့အချိန်လို့ခေါ်တဲ့အချိန်ဒါကျွန်မတို့ကိုတမင်လာကြည့်စေတာလှောင်ပြောင်နေတာအဲ့ဒီညတော့ဘသူမှဂူတောင်ဘက်ပြန်မသွားရဲပဲအင်ကြီးထဲမှာပဲစမ်းပြင်ပေါ်ဆိုဖာပေါ်ကြက်ကြက်ညက်ညက်အိတ်ခဲ့ရတယ် ဒုတိယညမှာပို့ဆိုးတယ်အမေကပရင်ပေါက်ကြီးရင်းနာကဆိုဖာမှာအိတ်တာမနက်၄နာရီလောက်မှာအိရှိဝရဏဘော်ကခြေတံကြောင့်နိုးလာတယ်ပရင်ပေါက်ကနေတယောက်ယောက်ချောင်းကြီးနေမှာဆိုလို့အမေမျက်လုံးလုံးဝမဖွင့်မကြည့်ရဘူးခဏနေတော့အမေအောက်ထပ်ဆင်းခဲ့တယ်တကားကိုတယောက်ယောက်ကဆွဲလုံးနေတဲ့အတန်ကြားရတယ်အဲ့ဒီတကားကတော့တေချာမခတ်ထားပဲအောက်ထပ်မှာယောက်ျားလေးတွေအကုန်အိတ်နေကြတာတယောက်ယောက်ကတကားဖြတ်ဝင်ဖို့စူးစမ်းနေပုံပဲအမေလန့်ပြီးမြေရောက်ထက်ကိုပြေးဆင်းသွားပေမဲ့ဘသူကမှမတွေ့ရတော့ဘူးကျမတို့မူလ အင်္ဂါနေ့မှပြန်ဖို့စီစဉ်ထားစီစဉ်ထားပေမဲ့တနင်္လာနေ့မနက်မှပဲအဲ့ဒီအင်္ဂါနေ့အမြန်ဆုံးထွက်ပြေးခဲ့ကြတယ်။အင်ရှင်ကိုအကျိုးအကြောင်းပြောပြတော့သူကကိုရောင်တကားပေါ်ကကင်မရာကိုစစ်ဆေးပေးမယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ကျမတို့စီဘယ်တော့မှအကြောင်းပြန်မလာခဲ့ဘူး။ကျမတို့ခုစဉ်းစားနေတုန်းပဲအဲ့ဒီလူကအိန်းနီအိန်းနီနာချင်းတယောက်လားကျမတို့အခုထိစဉ်းစားနေတုန်းပဲအဲ့ဒီလူကအင်္ဂိနာချင်းတယောက်လားဒါမှမဟုတ်ဘာကြီးပြောသလိုပဲခြေရမကြံမဲ့ပြောက်ွယ်သွားတဲ့လူမဟုတ်တဲ့ရေကန်စောက်လူပြက်တကောင်လား သူကနောက်လာမယ့်ဧည့်သည်တွေကိုလှောင်ပြောင်မှုအခုထိစောင့်နေတော့မယ်လား။တေကြတာတခုကတော့ကျမတို့အဲ့ဒီနေရာကိုဘယ်တော့မှပြန်မသွားတော့ပါဘူး။ဆက်လန်လေးကတော့ဒီတော့ပါပဲရှင်။ကျေးဇူးအများကြီးတင်ပါတယ်။